ကဲတားရသမီးတို့ရေဆရာတို့ဒီတစ်ခါ lesson မှာတော့နော် unit 3 my house and my pets lesson 2 my room ကိုဆရာတို့အတူတူလေ့လာကြမှာနော်သားတို့သမီးတို့ရဲ့ my room ဆိုတော့ဒါเนาะကျွန်တော်ရဲ့ဒီဒီအခန်းပေါ့เนาะဆိုတော့အခန်းဆိုတော့သားတို့သမီးတို့မှာလည်းကိုပိုင်အိတ်ခန်းရှိတာပေါ့အိမ်မှာเนาะဆရာမှာလည်းကိုပိုင် အိမ်ခန်းရှိရလေဆိုတော့အခန်းထဲမှာဆိုရင်ဒါဆရာအတွက်ဆိုရင်ဇာဘာပစ္စည်းတွေထည့်ထားလဲဆိုတော့ဇာအိမ်ခန်းထဲမှာဆိုရင်ဒါညာအိမ်ဖို့အတွက်ကတင်ထားထားတယ်เนาะပြီးတော့ဆရာတော့ဒါအချိန်ကိုသိရအောင်ဆရာနေရန်ပေါ်မှာဆိုရင်နိုင်ကြီးလေးချိန်ထားတယ်ဟုတ်တယ်เนาะပြီးတော့ဆရာစာအုပ်ဖတ်တာအရန်ကြိုက်တာเนาะစာအုပ်ဖတ်တာကြိုက်တော့ဆရာစာအုပ်တွေရှိတယ်เนาะဒီစာအုပ်တွေကိုဆရာစာအုပ်စင်လေးနဲ့ဆရာအခန်းထဲမှာထားထားတယ်ပြီးတော့ဆရာเนาะစာတွေဘာတွေရေးလို့ရအောင် စပွဲလေးရှိတယ်ပြီးသွားရင်ထိုင်ကုန်လေးလည်းရှိတယ်နော်နောက်ပြီးသွားရင်ဆရာပြင်လို့ရှိရင်ရုပ်ရှင်တွေပါတယ်ကြည့်လို့ရအောင်အိမ်မှာ TV လေးလည်းဆရာထည့်ထားတယ်ဆရာအခန်းထဲမှာဆိုတော့ဒါတို့သမီးတို့ရဲ့အခန်းထဲမှာလည်းဒါတို့သမီးတို့ရဲ့ကြိုက်တဲ့ပစ္စည်းတွေထည့်ထားမှာပဲလေနော်ဆိုတော့ဒါကိုဥမာဒါတို့သမီးတို့ရဲ့နော်ဒါတို့သမီးတို့ရဲ့ငွေချင်းတွေကိုဒါတို့သမီးတို့ကပြန်ပြီးတော့ပြောပြနိုင်ရမယ်နော်ငါအိမ်ခန်းထဲမှာတော့နော်ဘယ်နော်ဘာပစ္စည်းတွေရှိတယ်ဆိုတာကိုပြန်ပြောတတ်ရမယ် ဆိုတော့ဥမာ နေရံပေါ်မှာနိုင်ရှိတယ်เนาะစပွဲပေါ်မှာ TV ရှိတယ်เนาะကုတင်ရဲ့ဘေးမှာတော့ဖြင့်เนาะထိုင်ကုန်လေးရှိတယ်เนาะအဲ့လိုမျိုးလေးတွေဒါတို့သမီးတို့ရဲ့သင်ငယ်ချင်းကိုပြန်ပြီးတော့ငါအခန်းထဲမှာဘာပစ္စည်းရရှိပါတယ်ဆိုတာကိုပြောပြနိုင်ရမယ်เนาะဆိုတော့အဲ့လိုပြောပြတဲ့အခါမှာလေဒါတို့သမီးတို့ကအင်္ဂလိပ်လိုလေးเนาะဘယ်နေရာမှာပါရှိပါတယ်ဆိုတာကိုပြောပြတတ်ရမယ်ဆိုတော့အဲ့လိုလေးတွေเนาะဆရာ ပြောတဲ့အခါမှာဆရာတို့ကဘလိုလေးတွေပြောမလဲဆိုတာကိုเนาะတားတို့သမီးတို့နဲ့ဆရာနဲ့အတူတူဒီ lesson မှာအတူတူလေ့လာကြမယ်เนาะကဲဒါဆိုပထမဆုံးတားတို့သမီးတို့ရေဆရာရဲ့ဇပွဲပေါ်မှာဒီမှာဒါ box လေးနှစ်ခုရှိတယ်เนาะ box နှစ်ခုရှိတယ်ပြီးတော့ဒီမှာဒါလေးကကြတော့ဒါရေဘူး bottle เนาะဆိုတော့ဆရာဒီသုံးခုရှိတယ်ဆိုတော့ဆရာပထမဆုံးအရင်ဘာလုပ်လဲဆိုတော့ဆရာကဒီ bottle ပေါ့เนาะဒီရေဘူးကိုဟောဒီလို box တဲကိုထည့်လိုက် နော်ဆိုတော့ဆရာတို့ကပြောလို့ရှိရင်ဒီ box တဲမှာရေးဘူးရှိပါတယ်အထဲမှာနော်ဆိုတော့ဒီအထဲမှာဆိုတဲ့ဥစ္စာကို English လို့ဘယ်လိုသုံးလဲဆိုတော့ဆရာတို့ in လို့သုံးတယ်နော် I N in အထဲမှာကဲဆိုတော့ဆရာကအခုဒီ bottle ကိုဆရာက box တဲကိုအထဲကိုထည့်လိုက်တယ်ဆိုတော့ဆရာတို့ကဒီ box တဲမှာ bottle ရှိပါတယ် အထဲမှာရှိပါတယ်ဆိုတာဟိုဆရာတို့ကပြောလို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့ there is a bottle in the box ဟုတ်ပြီနော်ဆရာသုံးသွားတာဘာသုံးသွားလဲ in the box i n in လို့သုံးပြီးတော့ in the box box ထဲမှာဆိုပြီးတော့ဆရာပြောသွားတယ်ဒါဆိုရင်ဒီ box ထဲမှာရေဘူးရှိပါတယ်ဆိုတာဟို there is a bottle in the box ဟုတ်ပြီနော်ကဲဒါဆိုရင်တအားသမီးတို့ in ကိုဘယ်လိုသုံးရမလဲဆိုတာသိပါပြီကဲဒီခါကျတော့ဆရာကဒီမှာဆရာရဲ့ဘောပင်ဟုတ်ပြီနော်ဒီဘောပင်ကိုဆရာဘာလုပ်မလဲဆိုတော့ဒီဘက်က box ပေါ်ဆရာဟောဒီလိုတင်လိုက်ကဲတင်လိုက်လို့ရှိရင်ဒီဘောပင်နဲ့ဒီ box ရဲ့အပေါ်မှာဟုတ်ပြီနော်ဆိုတော့အပေါ်မှာဆိုတဲ့ဥစ္စာကိုဆရာတို့ကဘယ်လိုပြောမလဲ on လို့ပြောတယ်နော် o n -S. on ဟုတ်ပြီเนาะကဲဒါဆိုရင်ဒီ box ပေါ်မှာ pen ရှိပါတယ်เนาะ ball pen ရှိပါတယ်ဆိုတော့ဘယ်လိုပြောမလဲ there is a pen on the box ဟုတ်ပြီเนาะ on the box ဟုတ်ပြီเนาะဆရာတော့ on the box o n on လို့သုံးပြီးတော့ပြောသွားတယ်ကဲဒါဆိုရင် there is a pen on the box ဟုတ်ပြီเนาะဒါဆိုရင်ဒါတို့သမီးတို့ on ကိုဘယ်လိုသုံးအောင်လဲဆိုတာသိသွားပြီ ကဲဒါဆိုရင်ဒီတစ်ခါဆရာကဘာထပ်လုပ်မလဲဆိုရင်ဒီမှာဒီ bottle ကိုဆရာကဒီ box ရဲ့အရှိကိုထားလိုက်မယ်ဟုတ်ပြီနော်ကဲအဲ့လိုထားလိုက်လို့ရှိရင်ဒီ bottle က box ရဲ့အရှိမှာရှိတယ်နော်အဲ့ဒါဆိုရင်အရှိမှာဆိုတာကိုဆရာတို့ဟာ English လို့ဘလို့သုံးမလဲဆိုရင် in front of လို့သုံးတယ်နော် i n in f r o n t front o f off in front of ဟုတ်ပြီနော်ဆိုတော့ဆရာကဒီမှာပြောလို့ရှိရင်နော်ဒီ border က box ရဲ့အရှိမရှိပါတယ်ဆိုရင်ဘယ်လိုပြောမလဲ there is a border in front of the box ဟုတ်ပြီနော် in front of the box in front of ကိုဆရာသုံးပြီးတော့အရှိမဆိုတာသုံးသွားတယ်ကဲဒါဆိုရင်ဆရာနောက်တစ်ခါထပ်ပြောပြရမယ်နော်သားတို့သမီးတို့ there is a border in front of the box okay ကဲဒါဆိုရင်ဒါတော့သူမျိုးသိပြီနော်ဟုတ်ပြီဒါဆိုရင်ဆရာကဒီကဘာထပ်လုပ်မလဲဆိုတော့ဆရာရဲ့ဘောပင်ဘောပင်ကိုဆရာကဒီကဒီဘောက်ဆဲအောက်ကိုထားလိုက်မယ်ဟုတ်ပြီနော်ဆိုတော့ထားလိုက်လို့ရှင်ဘောက်ဆဲအောက်မှာနော်အောက်မှာဆိုတဲ့ဥစ္စာကိုဆရာတို့ကအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုရင် under လို့ခေါ်တယ် under ဟုတ်ပြီနော်ကြည့်ဒါဆိုရင် ဒီ box ရဲ့အောက်မှာ pen ရှိပါတယ်เนาะအဲ့ဒါကိုဆရာတို့က English လို့ဘယ်လိုပြောမလဲ There is a pen under the box ဟုတ်ပြီเนาะဆရာဘာလို့သုံးသွားလဲ under the box အောက်မှာ under the box အဲ့ဆိုရင်ဆရာတို့က There is a pen under the box ဟုတ်ပြီเนาะဒီလိုလေးကြီးပြောလို့ရတယ်ကဲဒါဆိုရင်ဒီကဆရာနောက်တစ်ခု ဘာထပ်လုပ်မလဲဆိုတော့ဒီရေဘူးဒီ bottle ကိုဆရာကဒီခါဒီဘက်ဘေးမှာထားလိုက်မယ်ဟုတ်ပြီနော် box ရဲ့ဘေးမှာထားလိုက်ပြီဆိုတော့ဒီဘေးမှာဆိုတဲ့ဥစ္စာကိုဆရာတို့က English လို့ဘယ်လိုပြောမလဲ beside လို့ပြောเนาะဒါလို့ပြီးတော့ beside b e s i d e beside ဘေးမှာကြည့်ဒါဆိုရင်ဆရာက ဒီရေဘူးက box ရဲ့ဘေးမှာရှိပါတယ်ဆိုတာကိုဆရာကဘယ်လိုပြောမလဲ The bottle is beside the box ဒါမှမဟုတ်ရင် there is a bottle beside the box ဟုတ်ပြီနော် beside the box beside ကိုသုံးပါတယ်နော်ဘေးမှာ there is a bottle beside the box okay no ဆိုတော့ဒါဗီဒီယိုဒါအောင်နားလည်ရနော် beside ကြည့်ဒီတစ်ခါကျတော့ဆရာကဘေးကနေပြီးတော့ဟောဒီလိုအနောက်ကိုရွှေ့လိုက်မယ် ဟုတ်ပြီနော်ဒီဘူးရဲ့အနောက်ကိုရွှေ့လိုက်ဆိုတော့ဆရာတို့ကဒီအနောက်မှာအနောက်မှာဆိုတဲ့ဥစ္စာကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုတော့ behind လို့ပြောတယ် b e h i n d behind ဟုတ်ပြီနော် b e h i n d behind ဟုတ်ပြီနော်ကဲဒါဆိုရင်ဆရာကနော်ဒီဘူးကဒီ box ရဲ့အနောက်မှာ ရှိပါတယ်အဲ့ဒါကိုဘယ်လိုပြောမလဲ there is a bottle behind the box ဟုတ်ပြီနော် behind the box နော် behind ကိုသုံးပြီးတော့ပြောသွားတယ် behind the box ဟုတ်ပြီနော်အဲဆိုရင် there is a bottle behind the box okay ပြီနော် okay ဒါဆိုရင်ဆရာနောက်တစ်ခုထပ်လုပ်အောင်မယ်ဒီခါကျတော့ဆရာကဒီရေဘူးကိုဟောဒီလိုဒီဘက်ကိုဆွဲလိုက်မယ်ဟုတ်ပြီနော်အဲပြီးသွားရင်ဒီမှာဆရာရဲ့ဘောပင် ဆရာရဲ့ pen ကိုဘာမှထားမလဲဆိုတော့ဒီရေဘူးနဲ့ဒီ box ရဲ့ဂျားမှာထားလိုက်မယ်အဲ့လို Okay ပြီနော်ဂျားမှာထားလိုက်ဆိုတော့ဆရာတို့ကအင်္ဂလိပ်ဆိုဒီဂျားထဲမှာဆိုတဲ့ဥစ္စာကိုဘယ်လိုပြောကြမလဲနော်ဂျားထဲမှာဆိုတဲ့ဥစ္စာကိုကြတော့ဆရာတို့က between လို့ပြောတယ် B E T W E E N between B E T W E E N between ဟုတ်ပြီနော်ကဲဒါဆိုရင် ဒီ pen ကเนาะဒီ bottle နဲ့ box ရဲ့ဂျားထဲမှာရှိပါတယ်အဲ့ဒါကိုဆရာတို့က English လို့ဘယ်လိုပြောလို့ရလဲ There is a pen between the bottle and the box ဟုတ်ပြီเนาะဆရာဘာလို့သုံးသွားလဲ between the bottle and the box ဟုတ်ပြီเนาะနောက်တစ်ခါထပ်ပြောမယ်เนาะဆရာ There is a pen between the bottle and the box ဟုတ်ပြီเนาะ ကဲဒါရုသမီးတို့ရေဒီတစ်ခါတော့နော်ဆရာပြထားတဲ့ပုံလေးကိုဒါရုသမီးတို့ကြည့်ပါဦးကဲနော်ဒါဆိုရင်ပုံထဲမှာဒါရုသမီးတို့အရင်ဆုံးမတွေ့ရလဲဆိုတော့နော်ဒီပုံထဲမှာ box လေးထဲမှာကြောင်လေးရှိတယ်ဟုတ်တယ်နော်ကဲဒါဆိုရင်ဆရာတို့ကဒါပြန်ပြောမယ်ဆိုရင်နော်ဒီ box ထဲမှာကြောင်လေးရှိပါတယ်ဆိုတာကိုဆရာတို့ကပြောရမယ်ဆိုတော့အထဲမှာဆိုတာကိုဆရာတို့အခုနဘယ်လိုပြောလဲဆိုတာဒါရုသမီးတို့သိပြီးသားပြီဟုတ်တယ်နော်ဆိုတော့ in ဆိုပြီးတော့ပြောမယ် ကဲဒါဆိုရင်ဒါတို့သမီးတို့ဒီပုံလေးကိုကြည့်ပြီးတော့เนาะ box လေးထဲမှာကြောင်လေးရှိပါတယ်เนาะအဲ့ဒါလေးကိုပြောခြင်းရင်ဘယ်လိုပြောမလဲ There is a cat in the box ဟုတ်ပြီเนาะ There is a cat in the box โอเคပြီเนาะကဲဒါဆိုရင်ဆရာတို့နောက်တစ်ခုထပ်ကြည့်ရအောင်ဒါဆိုပုံထဲမှာဒါတို့သမီးတို့ကြည့်မယ်ဆိုရင်ဒီစပွဲပေါ်မှာเนาะ computer လေးတင်ထားတာကိုတွေ့ရနေမယ်ကဲဒါဆိုရင်ဒီစပွဲကုန်းပေါ်မှာ เนาะคอมพิวเตอร์ตินท้าပါတယ်ရှိပါတယ်เนาะဒီအပေါ်မှာရှိပါတယ်ဆိုတာကိုဆရာတို့ကအပေါ်မှာဆိုတာကိုအခုနဘယ်လိုပြောလဲဆိုတော့ on နဲ့ပြောရဲဆိုတာဒါတို့သမီးတို့သိပြီးသွားပြီเนาะကြည့်ဒါဆိုရင်ဒီคอมพิวเตอร์ကစပွဲကုန်ပုံမှာရှိပါတယ်เนาะဒါလေးကိုပြောရတဲ့ခါကျရင်ဆရာတို့ကဘယ်လိုပြောမလဲ there is a computer on the table ဟုတ်ပြီเนาะ there is a computer on the table ဟုတ်ပြီเนาะ ကဲဒါဆိုရင်နောက်တစ်ခုထပ်ကြည့်ရအောင်ဒီတခါကျတော့ဆရာတို့ကဒီနော်အဲဇပွဲရဲ့အရှိမသားတို့သမီးတို့ဘာကိုတွေ့လဲပုံထဲမှာထိုင်ကုန်လေးကိုတွေ့တယ်ဟုတ်တယ်နော်ဆိုတော့ဇပွဲရှိမထိုင်ကုန်လေးရှိတယ်ဆိုတော့ဆရာကကုနာပြောခဲ့တယ်နော်အရှိမဆိုတာကိုဘယ်လိုသုံးလဲဆိုတော့ in front of လို့သုံးတယ်ဟုတ်တယ်နော်သားတို့သမီးတို့တီးပြီးပြီကဲဒါဆိုရင်ဒီနော်ထိုင်ကုန်လေးကဇပွဲရဲ့အရှိမရှိပါတယ်ဒါကိုဆရာတို့ကပြောချင်လို့ရှိရင် there is a chair in front of the table ဟုတ်ပြီနော် there is a chair in front of the table ကဲဒါဆိုရင်ဒါလေးရပြီကဲဒီတစ်ခါကျတော့သားတို့သမီးတို့ရေပုံလေးတဲကတော့ဇပွဲရဲ့အောက်ကိုသားတို့သမီးတို့ကြည့်လိုက်ဇပွဲအောက်မှာဘာရှိလဲဆိုတော့အမိုက်ပုံးရှိတယ်ဟုတ်ပြီနော်ဆိုတော့အမိုက်ပုံးကိုကြတော့ဆရာတို့က dustbin လို့ခေါ် dustbin ဟုတ်ပြီနော်ဆိုတော့ပြောတဲ့အခါကျရင်ဆရာတို့ဒီဇပွဲအောက်မှာအမိုက်ပုံးရှိပါတယ်ဆိုတော့အောက်မှာဆိုတာကိုဆရာကကုနာဘလို့ ြောသွားလေ under ဟုတ်ပြီเนาะ under နဲ့သုံးမယ် getter ဆိုရင်ဇပွဲအောက်မှာအမိုက်ပုံးရှိပါတယ်เนาะအဲ့ဒါကိုပြောခြင်း there is a dustbin under the table ဟုတ်ပြီเนาะ there is a dustbin under the table under ကိုသုံးပြီးတော့ဆရာပြောသွားတယ်ကဲဒီကကြတော့တအားပြီးတော့ပုံထဲမှာဟောကဒင်းလေးကိုကြည့်လိုက်အောင်ကဒင်းလေးရကြတော့ဘယ်ဘေးနားမှာရှိလဲဆိုတော့ကဒင်းပေါက်လေးရဲ့ဘေးနားမှာရှိတယ် ဆိုတော့ဒီပဒင်းပေါက်ရဲ့ဘေးနားမှာကဒင်ရှိပါတယ်ဆိုတာဟိုဆရာတို့ကပြောမယ်ဆိုတော့ဒီဘေးမှာဆိုတာကိုဆရာတို့ကအခုနဘလို့သုံးသွားလဲ beside ဟုတ်ပြီနော် beside နဲ့သုံးသွားတယ်ကေတာဆိုရင်ဒီပဒင်းပေါက်ရဲ့ဘေးမှာကဒင်ရှိပါတယ်ဒါကိုပြောခြင်းရင် there is a bed beside the window ဟုတ်ပြီနော် there is a bed beside the window ပတင်းပေါက်ရဲ့ဘေးမှာကတင်းရှိပါတယ်ဟုတ်ပြီနော်ကြည့်ဒီကကြရင်ဆရာတို့ကနော်ပုံလေးထဲမှာကြည်လိုက်ရင်ဒီထိုင်တဲ့ထိုင်ကုန်လေးကဘယ်သူအနောက်မှာရှိနေလဲဆိုတော့နော်ဒီ box လေးရဲ့အနောက်မှာဘူးလေးရဲ့အနောက်မှာထိုင်ကုန်ရှိတယ်ဆိုတော့ဘူးရဲ့အနောက်မှာထိုင်ကုန်ရှိတယ်ဒီအနောက်မှာဆိုတဲ့ဥစ္စာကိုဆရာတို့ကအခုနဘလို့သုံးလဲ behind နဲ့သုံးတယ်ဟုတ်တယ်နော် behind ဆိုတော့အဲ့ဒါကိုပြောချင်ရင်နော် ဒီထိုင်ကုံကဘူးရဲ့အနောက်မှာရှိပါတယ်အဲ့ဒါကိုဆရာတို့ကပြောခြင်းရင် there is a chair behind the box ဟုတ်ပြီနော် there is a chair behind the box behind တို့ပြောမယ်ကဲဒီခါကျတော့တာတမီးတို့အခန်းလေးတဲကိုဆက်ကြည့်လိုက်ပါဟောစာအုပ်စင်လည်းမတွေ့ဘူးလားအခန်းထဲမှာစာအုပ်စင်ရှိရနော်သူကဒီစာအုပ်စင်ကဘယ်နေရာမှာရှိလဲဆိုတော့စပွဲကုံနဲ့ကဒင်ရဲ့ ဂျားထဲမှာစာအုပ်စင်ရှိတယ်ဂျားထဲမှာဆိုတော့ဆရာတို့ကဒီဂျားထဲမှာရှိတယ်ဆိုတဲ့ဥစ္စာကို between ဂျားထဲမှာ between လို့သုံးမယ်ဆိုတော့ဆရာတို့ကပြောလို့ရှိရင်ဒီနော်စာအုပ်စင်ကဇပွဲကုံနဲ့ကတင်ရဲ့ဂျားထဲမှာရှိပါတယ်ဒီလိုပြောချင်တာဆိုတော့ဒီလိုပြောတဲ့ခါကျရင် there is a bookshelf between the table and the bed ဟုတ်ပြီနော်ဆရာထပ်ပြောမယ်နော် there is a bookshelf between the table and the bed okay ဒါဆိုရင်ဒါတို့ပြီးတော့ဒီနေ့ lesson မှာဆိုရင်ဒါတို့ကဒီ in ne on ne ဟလား in front of under beside behind between เนาะဒါတွေအကုန်လုံးကိုဘယ်လိုသုံးရမလဲเนาะဒါတွေကိုသိသွားပြီเนาะဒါတော့ဒီအခန်းထဲမှာဘယ်နေရာမှာဘယ်ပစ္စည်းတွေရှိရဲဟုတ်တယ်မလားအဲ့ဒါကိုဒါတို့သမီးတို့ပြောတတ်သွားပြီ okay ါဆိုရင်ဒီ lesson မှာတော့ဒါတို့သမီးတို့ကနော်ဒါတို့ငယ်ချင်းတွေပြန်ပြီးတော့เนาะဒါကတော့ငါရဲ့အခန်းထဲမှာတော့ဘယ်နေရာမှာပါရှိပါရဲဟုတ်တယ်မလားเนาะဒီစပွဲကုန်ပေါ်မှာစာအုပ်တွေတင်ထားပါရဲဒါမှမဟုတ်စပွဲကုန်ပေါ်မှာကွန်ပျူတာတင်ထားပါရဲစပွဲကုန်ပေါ်မှာ TV တင်ထားပါရဲဒါဒီလိုမျိုးလေးတွေပြန်ပြီးတော့ပြောတတ်ရမယ်เนาะ in the on the in front of the တော့အဲ့ဒါတွေကိုမှန်မှန်ကန်ကန်အသုံးချတတ်ရမယ်ကဲဒါဆိုရင်เนาะဒါတို့သမီးတို့ဒီသင်ခန်းစာမှာ เนาะဒါတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုဒါတို့လေ့လာပြီးဖြစ်ပါတယ်ကြည့်ဒါဆိုရင်ဒါတို့သမီးတို့နဲ့ဆရာတို့နဲ့နောက် lesson နေ့မှာထပ်မံဆုံတွေ့ပါမယ်ကျေးဇူးတင်ပါတယ်